အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတဲ့ဆရာကြီးဒီကိုရဲ့နှလုံးသားနဲ့သွားသည် ဆိုတဲ့ဝတ္ထုကလေးရဲ့အပိုင်းနှစ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်နားထောင်ပေးကြပါဦးရှင်ဒါဆိုရင်မင်းဆိုလိုချင်တာကမြတ်စွာဘုရားလက်ထက်ကလေးကသွားကြိုက်တယ်ဆိုတဲ့ဝေဒနာရှိခဲ့တယ်ပေါ့ဟုတ်လားဒါဘောကမြတ်စွာဘုရားလက်ထက်မှာမဟုတ်ပါဘူးကွာသွားဆိုတဲ့ပစ္စည်းစဖြစ်ကလေးကကိုစဖြစ်တာလို့ငါအမှားခံတယ် ဇေယျဤအောင်မြင်သောတင်းမာသောအတန်ကြောင့်သူရနေနေစဉ်းစားသွားသည်ဖြစ်နိုင်ရင်တော့သွားနာနေခြင်းမှာတတခြင်းမှာသွားကြောင်းကိုသူမတွေးခြင်းမှာကြားလည်းမကြားခြင်းမှာဒါပေမဲ့သူ့ယောဂနဲ့ပတ်သက်ပြီးငင်းနေကြတာဖြစ်တဲ့ဖြင့်ဝင်တားလို့မကောင်းတာနဲ့နားထောင်နေရခြင်းဖြစ်သည်ထားပါတော့ကွာဒါပေမဲ့သွားနဲ့ပတ်သက်ပြီးလေးလာတာတို့ကုထောင်းချတာတို့ဆေးဖော်တာတို့ဆိုတာတော့ပေါ်တာသိမကြသေးဘူးငါဆိုလိုတာကအဲ့ဒါကိုဆိုလိုတာ ာရီယဲမက်ထရစ်ကအိုဝင်ကိုဝယ်လိုက်ပြီတဲ့ပြဿနာပဲတကဘာလုံးမှာရှိတဲ့ဘောလုံးသမားကောင်းနေအားလုံးကိုရီယဲကဝယ်တော့မှာလားသူ့သွားယောဂရဲကိုဝင်းနိုင်ကဘောလုံးဝင်ကန်ဤခိုးဘက်ခုံကချက်ဆိုတော့အော်ဒါနဲ့အတူမြင်းကောင်ရွှေ့တာအောင်မြင်ရဤအုံးတမျက်စီတွေကိုစုချပြီးလူကြီးတယောက်ထမ်းသွားသည်ထမင်းကြိုက်ကိုစီနဲ့ကောင်းမလေးနှစ်ယောက်လည်းတပြိုင်နက်ထဲမှာအပြန်အလှန်စကားလူပြောသွားသည် အပျော်၂ယောက်လူ၂ယောက်နားထောင်သူမရှိ သို့တော်အဆင်ပြေ၏ everybody talking nobody listening မှာကဘာပဲဖြစ်ဖြစ်သွားမကိုက်ရင်လောကကြီးသည် အလိုလိုလှပနေသည်ချစ်စရာကောင်းနေသည်လက်တွန်းလေးကလေးနှင့်တန်တူတန်ဆောက်ဝယ်သည့်ကလားကြီးကအစချစ်စရာကောင်းနေသည် Robin Hood ကပိတ်ကစားရင်လွတ်အောင်မဖောက်တော့ဘူး Queen Leia Snyder ကလည်းချိန်မှန်တော့မဟုတ်ဘူး Mr. Wright နဲ့ကာစီလက်ကလည်းတစ်ခါတစ်ခါဂိုးဘောက်ကပျောက်ချင်ပျောက်နေရ ဝင်းနိုင်က Real Madrid နဲ့ Chelsea ကိုချင်းကတ်လက်လို့လို့ဘာလို့လို့နဲ့ထအော်သည်သူ့အော်နေပုံကသူ့တန်ကို Real ကပဲကြားရတော့မလို့လို့ပုံစံမျိုးဖြစ်နေသည်အေး Real Madrid ကဒီအဲ့ဒီလူတွေကိုပွဲတိုင်းကိုသွင်းရမယ်ဆိုပြီးတော့ဝယ်ထားတာမဟုတ်ဘူးကွဝေဖန်နေဆိုတာလဲခွင်လုဖို့အခက်ဆုံးနဲ့ပြောရတာအလွယ်ဆုံးလုပ်ပါကွာမင်းဆိုစကားကြောင့်ဝင်းနိုင်ဖို့ဒေါသဖြစ်သွားသည်ဝေါ်ဝါပိုဖြစ်လာသည် ဇေယာနဲ့သူရကတော့ကလာလေးဝင်းနိုင်ဒီလိုဖြစ်နေတာကိုပို့ပြီးသဘောကျဝိုင်းဟနေကြ၏သူတို့ပထမပြောနေကြတော့သွားကိစ္စကိုမေ့သွားကြပြန်သည်သူတို့ကတော့ငပေါ် body talking ဆရာကြီး body လာချင်းဖြစ်နေသည်ညနေပိုင်းကတော့သူတို့ငယ်ချင်းနဲ့အားလုံးစိတ်ကဖေးမှာပဲစုံကြသည်ဇေယာတို့အိမ်ရှိကခုံဝိုင်းမှာမစုံကြတော့ညနေကြီးလေပြည်ထဲမှာတနခါလေးရေကျဲလင်းရင် VCD ခွေထွက်ငါတက်ကြတော့ ကိုရီးယားဒုတ်ထိုးထောက်ဝဲတတ်ကြသောစပိန်အလှစီးပြတတ်သောပြတတ်ကြသောအပြိုဖြစ်စအပြိုဖြစ်ပြီးအပြိုဖြစ်လေအပြိုဖြစ်နောင်ကလေးများကိုကိုကြိုက်နှစ်ကိုစိတ်ထဲမှာလိုအပ်သလိုသုံးဆွဲစိတ်ကူးရင်နေကြခြင်းဖြစ်သည်ငတိုင်းများတော့ဟင်းဟုံးဆိုတဲ့စကားရှိရဲ့အတော်ရအကောင်းနဲ့အကုန်ရှိနေရပဲဟာအကုန်ရှိနေရပဲအသိန်းကောင်းတာကောင်းတာပဲဘာမှမဆိုင်ဘူးဆိုတာကိုရီယက်ကဘန်ယူစကားတိအောင်ပြောဖို့ကောင်းတယ် သူရခက်တီတီနဲ့ဝင်ပြောပြန်သည်အေးလေဘန်ယူစတားလေးကို ပြောလိုက်စမ်းကွာငါတော်တော်စိတ်ဆိုးနေတယ်လို့သတင်းကြော့လာကြတော့ရင်ဒုက္ခောက်လာခဲ့ဖို့ငမှားလိုက်တယ်လို့ဟာဟာဟာအင်းစိတ်ကြမ်းမကြီးကဆရာမတွေလူနာကိုဂယူဆိုင်မကူတာတေးကြဝိုင်းမင်းယောကတမတ်တမတ်မတတ်တာပဲကွာညနေခင်းတွေ့ဆုံမှုသည်အတီးကြအလှပြင်ထားသောမိကောင်ပါမလေးတယောက်လိုလှပနေသည် ထိုချိန်မှာပင်သူတို့ဝိုင်းတဲ့သူစီယာရောက်လာသည်ကြောက်ချင်းစီယာကသူ့ဖြစ်ကိုအရင်တင်ပြသည်ထောက်ခါနီးမှာဖာသားကြီးကမြောင်းပေါက်ခိုင်းနေလို့ကွာရေးလဲခံလိုက်ရတယ်မင်းဖိုးရလူရေးရတော်သားပဲဒါကြောင့်ဘဟုဝန်ထမ်းလေးချင်းရေယုံမှာအရာရှိဖြစ်နေရကိုလူရေးတော်ယုံနေဘဲကမလဲကိုသားရဲ့အရေးချင်းမှန်လည်းတည်တည်တယ်အချင်းကရေးတက်ပုံကလည်းကွက်တီပဲနောက်ပေါ်မှာကောင်းမလေးတွေဖျက်ရှောက်တဲ့ချင်းမျိုးကိုတေးချရေးထားတာ ဒါရင်ဘယ်ကောက်အောင်မလဲဈေးကွက်စီးပွားရေးစနစ်ရဲ့အသက်ဖြစ်ကြော်ညာကိုလည်းရအောင်လုပ်သွားသေးတယ်။ဟင်ဘာမှကြော်ညာပါလို့လဲ။ဟာတလားလုံးမှာရှိတဲ့မိန်းကလေးတွေရုံးပြန်ကြောင်းပြန်ခြင်းကိုမှရွေးပြီးမြောင်ပေါက်ခိုင်းတာကငါသားတော့စားဝတ်နေရေးစင်မပြင်းမြောင်ပေါက်ကျွေးနိုင်တဲ့ဟေးလို့ကြော်ညာတာမဟုတ်ဘူးလား။ပြားတုတ်တယ်လို့ဝိုင်းတုတ်လိုက်ကြတော့သူတို့ဖွဲ့ဤစကလုံးများကိုဇေယျာကမျက်နှာမပြတ်ခေါင်းတညင်းညင်းနဲ့ခံယူနေသည် ဒီကောင်ပုံကိုသူပုံကိုမျက်နဲ့တွေ့ပြီးတီးခန့်ခြင်းတရားကိုချက်ချင်းပေါက်မြောက်အောင်မြင်သွားတာမျိုးတော့မဖြစ်နိုင်အင်္ဂလိပ်လူမျိုးတွေရန်သူနဲ့မိစေခွဲခြားတဲ့နေုံမင်းတို့သိလားဇေယာကပြောပြောရှူရှင်နဲ့မေးလေသည်ဒီကောင်မူယာနဲ့ပြောပုံစုံပုံထူးခြားနေရတော့သိကြပြီဒါပေမဲ့ဘာဖြစ်လို့လဲဆိုတာအရေးကလေးတရိပ်မှခံမှန်းလို့မရသေးတဲ့ဖြစ်မိသူကမှဝဆွမဝင်ရကြအင်းစူသမ်းမအောင်မင်းစိုးကမယုံမလွန်နီးကိုတောင်းပြီးဝင်သည် လူလည်းမကြနဲ့လေကွာသိရင်သိတယ်မသိရင်မသိဘူးပေါ့တုံးမှာပေါ့မင်းပြောပေါ့ဖះဆောင်နဲ့မှာဟောတဲ့ဘေးရင်ဆရာရဲ့လို့စုတ်တာတတ်တာကြီးပဲကွာဆရာကအတန်နဲ့နဲ့မှာလာသည်ငကိုကလေးကမှဘာဆိုတော့ခံမှန်လို့မရသည်ချင်းထိုကိစ္စကိုခြေရခံလို့ရမည်ဥပမာပေးမှာတဲ့ကြေတနာတတ်နေသည်သူရကမင်းဆိုးကိုမျက်စိလှမ်းမိတ်ပြလိုက်ပြီးစက်ဝင်ဆိုသည့်သဘောဖြစ်သည်ကဲမသိဘူးကွာမသိဘူးမင်းရောက်ဖာအင်္ဂလိပ်တွေရဲ့ရန်သူနဲ့မိတ်ဆွေခွဲကြတဲ့နေကိုမသိဘူး ဒါတော့မင်းကတမင်တက်တက်ညစ်တာပဲပြီးတော့ဒေါသကုံရောက်တဲ့ပုံစံဖြစ်နေတယ်။ငါဆိုလိုချင်တာအဲ့လိုမျိုးမဟုတ်ဘူး။ရိုးရိုးသားသားနဲ့တည်ကျင်တာမျိုးပဲလိုချင်တာ။ကဲကောင်းပါပြီကိုရွှေစရာကြီးခမညာကျွန်တော်မသိလို့ပါခမညာရှင်းရှင်းလင်းလင်းပြောကြပြီးတော့မူပါခမညာ။ဒါကြတော့လေရွဲတဲ့ပုံလှောင်းတဲ့ပုံပေါက်နေတယ်။ကဲထားပါတော့လေမင်းတို့ရင်ကျေးတိမ်မှုအောင်လုပ်ဖို့ကငါ့မှာတာဝန်ရှိပါဘူး။သနာလို့ပြောပြပါမယ်။ အားလုံးသိကျင်သည့်ကိစ္စသူတယောက်တည်းခံအလှဲ့ကျနေရသဖြင့်သူရသိတော့သဘောမကျလားဒီလိုကအင်္ဂလိပ်တွေကသူတို့နဲ့ဆန့်ကျင်မလုပ်တဲ့သူကိုလူလူသူတို့လူတို့ရန်သူလို့သဘောမထားဘူးတဲ့သူတို့နဲ့အကြံတူတဲ့သူကိုပဲရန်သူလို့သဘောထားရတဲ့ဟင်ကိုနဲ့အကြံတူတဲ့သူဆိုရင်မိတ်ဆွေမဟုတ်ဘူးလားအင်းလူကမတော်တွေးခေါ်ရမယ့်စာကမဖတ်နဲ့ဆိုတော့တနာလို့ပြောပြခဲ့မယ်တည်တည်ရှိရှိမှတ်ထား အတက်မတူတဲ့သူကကိုယ်ဘာမှဒုက္ခမပေးဘူးသူ့လမ်းသူ့သွားမှာမဟုတ်လားကိုလိုချင်တဲ့ဟာကိုကိုတိုက်လုပ်တဲ့သူကသာကိုယ်ဒုက္ခပေးနိုင်တာမဟုတ်လားဒါလေးတောင်မှမတွေ့တတ်တာအံ့ဩပါရဲ့ဇီယာကစကားဆုံးတော့ဆရာကြီးအိုက်တင်နှင်းပြုံးသည် သူရကလည်းပြုံးပါသည်ဒါဆိုရင်တော့မင်းနဲ့ငါမိတ်ဆွေတွေပဲဇီယာငါကြိုက်နေတဲ့ကောင်မလေးကမဆန်းဘူးမဟုတ်ဘူးမင်းနဲ့ငါအကြံမတူမင်းရဲ့ရန်သူကအေးမောင်ပဲဖြစ်ရမယ် သူရစကားဆုံးတော့အားလုံးရေကြသည် သူလည်းမနေနိုင်ပဲဝင်ပြုံးမိသေးသည်သူရပြောသည်မဆန်းဝင်းဆိုသည်ကမာလေးကဇီယာတို့လန်ထဲကဖြစ်သည်မဆန်းဝင်းတို့အိမ်မှာကရေစက်ရှိသည်ရေစီလဲငှားသည်တူရီစီလဲငှားခြင်းကို မဆန်းဝင်းကဥဆောင်ပြီးလုပ်သည်ရေစီလဲမှာမိုးရသည်တွင်ပြဿနာသိမရှိတော့လဲငွေရသည်ရောက်လဲည7နာရီလောက်ထိရေစီလဲတွန်းတဲ့ဒလုံးတို့ကိုတရော့ကလုံးကြားနေရသည်မနက်9နာရီလောက်ထပြီးရေစီလဲတုံငင်ကိုယူကြရသည်ထိုးချိန်တွင် မဆန်းဝင်းသည်ဆ iam ကြီးဖြစ်သည်မဆန်းဝင်း၏အော်တန်တန်မှာငရဲကြတန်ဖြစ်ပြီးမဆန်းဝင်း၏အပြုံးမှာရှေပန်းကုန်းဖြစ်၏မဆန်းဝင်းနှင့်မျက်နှာကျော်မတဲ့သူများမနှက်ဆော့ဆော့ရေချိုးရဖို့မသေးကြမျက်နှာကျော်တဲ့နေတော့လဲပြစ်စုံပန်းမှာအဖားပြုအလားကဂယူဆိုင်ခြင်းမရှိရင်တတရဦးစားပေးဆင်လာလို့ရောက်သွားတတ်သည်တရက်ကလုံးကအရေးရရှိရေးအတွက်မဆန်းဝင်းကိုဖားနေကြခြင်းနှင့်ဇေယျတို့မိသားစုကအေးလူလူနေနိုင်သည်မဆန်းဝင်း၏ ြုပြင်ပြောင်းလဲရေးစနစ်ရာဇေယျတို့အိမ်ဒီတကားမရှိတာမရှိဝင်ထွက်ရရသည်တခါတရံအရေးကြီးလင်မဆန်ဝင်းတို့အိမ်မှာသွားချိုးလို့ရသည်ထို့ကြောင့်ဇေယျကိုမဆန်ဝင်းနဲ့စခြင်းဖြစ်သည်ဇေယျကိုပြိုင်ပတ်ဟုဆသောအိမ်မောင်မှာမဆန်ဝင်းတို့အိမ်တွင်ရေလဲမောင်းအကူကောင်းလေးဖြစ်၏ထို့ပြင်မဆန်ဝင်းမှာတွန်ခဲ့သောနှစ်လလောက်ကကအကောင်ပကတိနေပြီးမှရုတ်ချီကောက်ခါခင်ကဖျားပြီးလေဖြန်း၍နှကန်းနှင့်မျက်လုံးများရွက်ဆောင်ကုန်ကြ၏ ထမအခက်မသိရွေဖြစ်ခြင်းဟုခပ်ပေါ်ပေါ်သဘောထားခဲ့တော်လဲဖျားနေသည့်အဖျားကလုံးဝမကြဘဲနှက်ခဲနှင့်မျက်လုံးများရွက်ဆောင်ကုန်ကြခြင်းဖြစ်သည်အားလုံးတုံလုံးစွာဖြင့်ငွေကြေးကုန်ကြပြီးခံပြီးကုတော်လဲလုံးဝပြန်ကောင်းလာခြင်းမရှိတော့ပေရေဖြင့်ရှာရရသောပဆံမှာလေဖြင့်ကုန်လေပြီအချို့ကလည်းအထပ်ပုကုများပွဲလဲသည့်နေ့ကရေဆက်မပေးသောအကြောင်းဟုဆိုသည် အချို့ကလည်းမဆောများနှင့်မဆန်းဝင်းတို့စကားများပြီးသည့်နောက် မဆောင်းဝဲကမစောမြကိုရှင်းမပေးသည့်အတွက်မစောမြကပြုစားခြင်းအောက်ကြီးတိုက်ခြင်းဟုဆိုသည်အချို့ကလူတန်းကိုမမမမဆက်ဆံသောမဆောင်းဝဲကိုဖျားရိုက်တာဟုဆိုသည်မိတို့ပင်ဆိုရင်မဆောင်းဝဲတို့မိသားစုစီးပွားပြတ်ပြီးရှေ့တွင်မာပင်အတ္တိဒုက္ခရောက်သွားသည်မှာတော့အမှန်ပင်ဖြစ်သည်အခုတော့မဆောင်းဝဲတို့မိသားစုမှာတစ်ချိန်ကသူတို့တမိသားစုလုံးခိုင်းပဲဖြစ်သောအိမ်မောင်ကိုပြန်လည်မိခိုနေရသည့်ဘဝဖြစ်နေသည် ထိုကိစ္စကိုတရက်ကွာလုံးသိပြီးဖြစ်တော့ကြောင့်ဇီယာကိုနောက်ချင်းဖြစ်သည်ဇီယာတို့အင်ကလည်းမဆန်းဝင်းတို့နဲ့အဝင်ထွက်ရှိနေတဲ့ဖြင့်မဆန်းဝင်းနဲ့နောက်လည်းဇီယာအယမ်းစိတ်စိတ်ဆိုးတတ်သည် အခုတော့ဇီယာကခက်ပြုံပြုံသာရှိသည်ထားပါတော့အခုငါတို့မျက်ဆောင်တို့အင်ကအင်ကိုအင်ရှင်တွေပြောင်းလာကြသည်ဇီယာထိုစကလုံးမြောက်ကိုရွေးချက်30ပုံနဲ့ရေရုပ်ပုံကတစ်ချိတ်ထူးခြားနေသည်ဇီယာသည်အနှဲငယ်အရေးကြီးသည်ဟုသူဆသောစကလုံးမြောက်ကို တုံးဆွဲသည့်အခါတွင်လေတံကိုတမင်အနှိမ့်မြင့်လှုပ်ပြီးပြောတတ်သည်ထို့ကြောင့်ဇေယျကိုတခါတရံပဲများသည်ဟူတုံးစုလုံးကတတ်မှတ်ထားခြင်းဖြစ်သည်အခုလည်းအင်ရှင်တွေဟူသောစကားလုံးနှင့်ပြောင်းလာကြပြီးဟူသောစကားလုံးနှလုံးကိုအထူးပဲများ၍ပြောသည်ဒါဆဲအိမ်မှုအကြောင်းကြားမယ်ကိစ္စပဲဝင်းနိုင်ကဝင်းနိုင်ဤဖြုံလုံးကမပြုတ်ပါဝင်းနိုင်သည်တခါတရံရိုးဤနေသောလူတိုင်းသိပြီဖြစ်သော လူမြေရောသည့်ဟာသများကိုပြောတတ်သည်ကြံသည့်လူတွေကဝင်းနိုင်ဟာသကိုလည်းမြည်ရဲ့ဇေယျစကားကိုလည်းမထူးဆန်းသလိုလုံးနေကြသည် ဝင်းနိုင်ဟာသားကိုမေ့ရခြင်းမှအမှန်ဖြစ်ပြီးဇေယစကားကိုနားထောင်နားမထောင်ခြင်းကတော့ဟန်ဆောင်လိုက်ရခြင်းပင်ဖြစ်သည်ဇေယလေတန်ရဆိုရင်ပြောင်းလာတော့အိမ်မှာတစ်ခုခုထူကြတာပါလာရမည်ထိုထူကြချက်ကလည်းကောင်မလေးတွေပဲဖြစ်ရမည်ကောင်မလေးတွေဆိုရင်ညနေလောက်ကြာရင်ဘာကဘလို့ဆိုတာသူတို့သိရလောက်မည်ဖြစ်သည် သို့သောလူတဘာဝလူဆန္ဒအရညံ့နေမဟုတ်ပဲအခုသိကျင်နေသည်။ကောင်မလေးတွေမှန်တည်ရနဲ့ဘဲသူဘဲပုံဘလို့ဆိုတာသိကျင်နေသည်။သို့သော အုပ်စုထဲမှာအမြဲတမ်းဆရာကြီးလုံးလေးရှိသောဆရာကိုအောက်ချုပ်မခံခြင်းသဖြင့်ထိုကိစ္စကိုမသိခြင်းအောင်တမင်ဆောင်ထားကြခြင်းဖြစ်သည်ဒါကိုလည်းဆရာကရိပ်မိပုံပေါ်သည် အေးပေါ့ကွာဒီအိမ်ပြောင်းလာတော့ငါတော်တော်သဘောကျပါတယ်မိုးကွန်ခါနီတော့ကအင်းရှိထိုင်ကုန်ကလေးပြင်ဖို့ငါဥဆောင်ပြီးပြောတော့ခေါင်းဆောင်လေးကြတဲ့ကောင်းလေးဒီနေ့ကစပြီအဲ့ဒီထိုင်ကုန်မှာထိုင်ရင်ထိုင်ကြီးပေးရတော့မယ်ဒီစကားအထီလည်းဘသူမှဘာမှမပြောကြပါခင်လို့ညနေအတွက်ဝေလင်းကိုချိန်ထားနိုင်ရင်ကောင်းမယ်ထင်တယ် ဝေလင်းပြောတဲ့လူကဖရာလန်းကလူတဲ့ကောင်းတော့ကောင်းတယ်ဒါပေမဲ့မင်းလက်ကိုမမိဘူးလို့တော့မြက်ဦးကပြောတာပဲဘလို့လဲချိန်လိုက်လေကြီးကိုတော့အရင်ပြောနေဦးကွာโอเค9နိုင်လောက်ပေါ့ကွာသူနဲ့သူရကချက်စတိုးရံကိစ္စနဲ့ရှောင်ထွက်လိုက်ကြသည်မင်းဆိုကအရှင်မင်းသားဘရုစ်လီစလိုက်စတိုင်နေ secret lake ကိုတောက်ဖို့လုပ်နေသည်ဇေယစကားမှာမိနေရဝင်နိုင်တယောက်ပဲရှိ၏ခုတစ်ခါကောက်မလေးပါလား ဝင်းနိုင်ကမိုးရင်မရေမေးသည်ဇေယကပြုံး၏သူတို့ရှောင်ထွက်နေကြခြင်းမှာဇေယဤထိုးပြုံးတော့မခနိုင်တော့ကြောင့်ဖြစ်သည် ထိုးပြုံးသည်တော်တော်ထက်စည်းစံပြီးငါမှဆိုသောအတ္တကိုအထင်သာမြင်နေရသောပြုံးမျိုးဖြစ်သည်ဝင်းနိုင်မေးသောအမေကိုဇေယကမဖြေပါဟိုတခါဆိုဒီမှာသူတို့တွေဇေယတို့အိမ်ရှိရှိခုံဝိုင်းကလေးမှာထိုင်နေကြတော့ဖြစ်သည်သူတို့မျက်စောင်းတို့တွင်ရှိသည့်အောက်ပြီးကစားတိုက်ကလေးတို့ကာတစင်ဆက်ရောက်လာသည် ပြီးတော့တောက်တောက်ပေါပေါဝှက်စားထားသောသူ၅ယောက်ဆင်းလင်းလင်း၅ယောက်ဆင်းလာကြ၏ထို့လူတွေထဲမှာတော်တော်ချောသောကောင်မလေးတယောက်ပါသည်ထိုထိုဆောက်ပြီးကသာနှစ်ထပ်အင်ကလေးမှာရခင်ကပေ80 120 80ပတ်လဲတဲအင်ကလေးကိုဝယ်၍အသစ်ဆောက်ထားကြခြင်းဖြစ်သည်အားလုံးဤမျက်နှာများကကားပေါ်မှဆင်းလာသောထိုကောင်မလေးထံသို့ရောက်သွားသည်ထိုကောင်မလေးကခြံထဲမှရှောက်ကြည့်သည်နှစ်ထပ်အင်ကလေးဝရန်တာမှာရက်ကြည့်သည်ဒီကောင်မလေးသည် ဒီအိမ်ဒီမှာလာနေပြီလူတွေထဲမှာပါသလားဒါမှမဟုတ်ဖော်လိုက်လာသလားဆိုတာသူတို့မကွဲပြားခဲ့သစ်လွင်သောအဝတ်အစားကိုအချိုးကျကျဝတ်ထားခြင်းမျက်နှာစင်းဖြစ်နေခြင်းကြောင့်ဒီကောင်မလေးကိုချောသည်ဟုသူတို့အားလုံးကအတိအမှတ်ပြုထားကြသည်ငါကြားတာတော့သူတို့ကမော်လမြိုင်ကနေပြောင်းလာကြတာတဲ့သူ့မိကဘောလီတိုင်းတဲ့ဘောလီတိုင်းဗာလဲကဘောလီဘောတိုင်းလားဝင်းနိုင်စကားကိုဆီယာကတန်းတော်မင်းရင်လက်ကိုဘောလီဘောဖို့သလိုလုပ်ပြ၏ ဝင်းနိုင်အကောင်းကိုရန်သည်ဘောလီပါဆိုကွာမိန်းကလေးတွေဝတ်တဲ့ဘောလီဝင်းနိုင်ကလက်ကိုလက်သီးလိုဆုပ်ပြပြီးစုံလိုက်ဖြန့်လိုက်လို့ပြသည်ဘောလီဒိုင်းဆိုတာပါလဲဟာကွာအဲ့ဒီဘောလီတို့ဒိုင်းကိုင်းနိုင်နေမှာပေါ့ငါလည်းပဲသိမယ်ဟဲ့ကောင်ခင်လို့ဘောလီဒိုင်းနဲ့အဲ့ဒါပါလဲမင်းညမလေးမိစုံမေးကြည့်ပါလားမင်းကြီးတော်မေးပါလားကွာမင်းမသားမင်းသွားမေးပါလားဒေါသနဲ့ပြောပြပြောချလိုက်ပြီးပြီးချင်းသူမှသွားမှန်းတီးလိုက်ပါသည်ဟာနေပါကွာဆရာငါပဲသွားမေးလိုက်ပါမယ် သူရကကမန်းကတန်းဝင်ပြောသည်အမမင်းပုံနဲ့သွားမင်းပိုက်ခဲရမှာပေါ့ဒီလိုကိစ္စမျိုးဆိုတာရိုးရိုးသားသားမျက်နှာပေးမျိုးနဲ့မှကောင်းပါငါသွားမင်းမယ်မိစဉ်ရှင်းပြတာကိုလည်းလက်ခံထားရအောင်မမဟုတ်လားဝင်းနိုင်ကကောလန်ထောင်ပြီးဝင်းအောင်ပွဲခံသည်ဟိတ်ကောင်လေးဒါနောက်ဆရာမဟုတ်ဘူးကမင်းတို့သွားရင်အားလုံးမျက်နှာပြက်ကုန်လိမ့်မယ်ဒီကိစ္စညင်းရင်သာသာဂိုင်းတွဲမှဇာရေးပြီးငါမေးပေးမယ်သူဘာမှဆက်မပြောတော့ပဲခက်တီတီလုံးနေလိုက်သည် ဝင်ပြောလဲဆယ်လို့ရမယ့်ချိန်လေးမဟုတ်တော့ခက်တီတီနေလိုက်တာပဲအကောင်းဆုံးမဟုတ်လားအခုဟာကကောင်မလေးကတယောက်မဟုတ်ဘူးနှစ်ယောက်တောင်กว่าနှစ်ယောက်တောင်မှဇီးရကပြောလဲစကားစကားကိုဖြတ်ပြီးသူတို့ကိုခက်ပြုံးပြုံးကြည့်သည်အိမ်ပြောင်းပစ္စည်းတွေကားပေါ်ချဖို့ကားကိုပတ်ဆုပ်တာကန်ကောင်းလို့မြောင်းနေမကြတာငါဖိုးရဝင်អော်ပေးလို့ပေါ့ဒါနဲ့ပစ္စည်းတွေရွှေရေတွေပါတောင်းတောက်တော့ငါဖိုးကြီးနဲ့ခင်သွားတာကောင်မလေးတွေနှစ်ယောက်စလုံးကတူတူမာတယ်တဲ့ကောင်မလေးတွေဖီးကတင်းမောတာတဲ့ နှစ်ယောက်စလုံးကချောရည်ကြီးပဲအကြီးမလေးကပိုချောတယ်။နံပါတ်လေးကလည်းလှတယ်ကွ။သူတို့ချင်းဖျားဆုပ်ခေါ်တာဘလို့ခေါ်ရလဲ။အပြည့်စုံတီတော့မှငါပြောပြမယ်လေ။ဇေယစကားကြောင့်သူတို့ကိုနီးကိုဟန်နဲ့ကိုမသိကြောင်ပြန်ဆောင်နေလိုက်ကြပြန်သည်။အခုဇေယတိလာတာကဘာမှထူးထူးခြားခြားမရှိ။ထူးခြားချက်ရှိလဲဇေယလိုကောင်မျိုးကသူတို့ကိုပြောပြမှာမဟုတ်။ဒီကောင်မလေးတွေဇေယတို့အင်ရှိကိုပြောင်းလာတော့ကိုကသူတို့ရဲ့ဒုက္ခတစ်ခုဖြစ်သည် ။ပြီးတော့ပင်ဖြစ်စေဇေယျဤဆရာကြီးလောက်တတ်သောမျက်နှာကြီးကိုတော့ခံရအောင်မည်။ဇေယျဤစကားကိုဘသူမှလက်စမတတ်တိပေးပဲ။ဒီတိုင်းထားပြီးကို့အတွင်းနှင့်ကိုသဘောမျိုးနေလိုက်ကြသည်။ဝင်းနိုင်ကနှကောင်းပေါက်ထဲအမှုဆဲနှုံနေသည်။သူရကအရင်နေ့ကျခော့ကိုလှဲ့နေသည်။မင်းဆိုကညနေခင်းကိုရောက်မှတရင်စာကိုတဲကြီးမဲကြီးဖတ်နေ၏။သူကတော့ရင်းနေချမ်းမောတော့ရင်ရှာပေါ်ရင်ကြမ်းခက်သည်တစ်ဖက်ကြောက်ဘက်ကိုဝါနေလိုက်သည်သတိလလုံးဝါနေရရုတ်တရက်သူ့နှလုံးသားကို နာကျင်မှုကပြစ်ဆောင်လိုက်သဖြင့်တစ်ကိုယ်လုံးမြောက်တက်သွားသလိုခံစားလိုက်ရသည်။ပါဇက်မှလည်းအသီးစိတ်ထိန်ချုံမှုမဲ့စွာဖြင့်ကြဲကြဲလောင်လောင်အော်တန်နေကြီးထွက်ပေါ်လာသည်။အာတငယ်ချင်းတွေအားလုံးလှန့်သွားကြသည်။သူ့အတွက်ညက်နေသည့်ချက်ချင်းကြီးကိုအကြီးတန်းသွားလေသည်။သူ့ပောင်းကိုဖိလက်ခေါင်းငိုက်ဆိုင်ကြညင်သက်သွားရသည်။အာမအကရင်းသည့်ချက်ချင်းမိဘုံကြီးကိုမြို့ထားရသလိုဖြစ်သွားသည်။နင့်သည်သောနာကျင်မှုသည်တစ်ကိုယ်လုံးကိုဆွဲယူချုပ်ကင်သွားလေသည်။ ထိုးဆောက်ပြီးနာသည့်ဓမ္မနေ၍ကြောကြသွားတော့လဲပုံမှန်နာကျင်ခိုက်ခဲတော်မူဝေဒနာမှာရက်သွားသည် သူသွားစတင်ကြိုက်ပြီဖြစ်ကြောင်းသူသိလိုက်ပါသည် သူ့ဘယ်ဘက်ပါပြင်ကိုလက်အသာတင်းပြီးခေါင်းကိုငြိမ်သက်လိုက်သည်သူ့သက်ရှူတံထဲမှာသွားကြိုက်ဝေဒနာကြောကြသွားမိလက္ခဏာများရှိမလားဟုအသက်ရှူတံကိုတတိတကြီးရှူရင် မျောလင့်နေမိသည်ထို့လိုမျောလင့်တတ်ခြင်းမှာသွားကြိုက်ဝေဒနာရှိများတိုင်းတွင်ဖြစ်လေဖြစ်တာရှိသည်မျောလင့်ကြတာဖြစ်သည် ထို့သောအတန်ရဝေဒနာကိုအာယုံပြုရင်ဝေဒနာ၏အတိအကျတိုက်ခိုက်ခြင်းကိုသူပို၍ပင်မစင်းရဲစွာခံရတတ်လေသည်မင်းတို့ကကြိုက်ပြန်ပြီလားပြန်မဖြေနိုင်ခေါင်းကိုရဲရဲညှိပြရည်သွားကြိုက်ဝေဒနာသည်ခုမှစကြိုက်ဒါဖြစ်ဖြစ်ပဲဆိုတာမျိုးဘယ်တော့မှမရှိ သူနာရမည်ဝေဒနာကိုတန်း၍ချပေးလေရှိသည်မင်းဟာကဂယုတဆိုင်အောင်လုံးလေကွာဒီလိုခံနေရတာဘလောက်ကြာနေပြီလဲစေးတောက်လိုက်ပါလားအရင်ပါစေးတောက်တယ်ငါတော့ဝေးရမလား ဘာမှလည်းမစားဘဲနဲ့ဘာလို့ကြိုက်ရတာလဲသူရစကားကြောင့်သူ့ကိုယ်သူတော်တော်လေးကိုဒေါသဖြစ်သွားရပြန်သည်ဘာမှရတာလည်းမရှိအတိတ်ပဲလည်းမရှိသည်လက်ဖက်ချောက်ဘက်ကိုကြိုက်မိပြီးတော့များသွားကြိုက်ဝေဒနာကိုခံစားရတယ်လို့သူကြိုက်နေတော့သွားကိုရှာပြင်ထိုးသည်လက်ဖြင့်ကင်သည်ရှင်လေးကိုအေးအခံပြီးငုံသည်တောက်လက်ဖက်ချောက်ဘက်ကြိုက်ရင်းနဲ့များခံရတယ်လို့ကွာမင်းဆိုးကဘာမှမပြောဘဲလက်ဖက်ဆိုင်မှာစပိန်ကိုယူပြီးထွက်သွားသည် ဒီလိုနေရာမျိုးကြရင်မင်းဆိုကတိတ်အောက်ကိုရတယ်။ तू ကကုညီခြင်းပြီဆိုရင်ဘသူကုညီတောင်းတော့ကိုမှမဆောင်သူ့သဘောနဲ့သူချက်ချင်းထားလို့ဒီအဲ့လိုကုညီတတ်လို့မင်းဆိုတခါတော့ဒုက္ခရောက်ဖို့ဒီမင်းဆိုကဟိုဘက်ရက်ကော့တင်ရှိသောတငယ်ချင်းတယောက်၏အိမ်ကိုသွားလဲခြင်းဖြစ်သည်ထိုတငယ်ချင်း၏အိမ်မြောက်မီလန်းတလန်းနေမိန်းမခက်ရွရွတယောက်သည်တန်တစ်တာနှလုံးခီးသွားစစ်အိမ်တလုံးကိုမနိုင်တနိုင်ပြမနေသည်ကိုတွေ့သည် ။ညာဘက်ပခုံးတွင်လည်းစလင်းပတ်အိတ်အိတ်ကိုလွှဲထားပြန်သဖြင့်တော်တော်ကိုကြီးရရုပ်ဆိုးပြီးကိုယ်ရကာရကြီးဖြစ်နေသည်။အမျိုးသမီးနာကိုရောက်သွားတော့မင်းစိုးကဘာမှလည်းမမေးဘာမှလည်းမပြောဘဲအိတ်တွေကိုသာကျုံးပြီးမှသည်။ဒီတော့မျိုးသမီးကလည်းဘာမှမပြောဘဲသူနဲ့တူတွဲရတတာတွေကိုနန်းထိတ်သိရအောင်မှသည်။ဒီလိုတူတူကမှနေကြတော့ယောက်ျားတယောက်တော်နဲ့မောင်နဲ့ရောက်လာပြီ။အော်မင်းကလင်ငယ်ကိုကြိုခေါ်တာပြီးငါ့ကိုတမင်ပြဿနာရှာတာပေါ့ဟုတ်လား။ ရန်ဖြစ်ရင်လက်ပါတမန်သီးလို့ရန်ဖြစ်အောင်ဆော့ပါပြီငားရိုက်တာအကြောင်းပြပြီနောက်လင်ငယ်တော့လိုက်မလို့ပေါ့ဟုတ်ဟုတ်လားကောင်းမဆုံးနင်ပါညင်းအောင်မလဲအဲ့ဒီမှာမျိုးသမီးလုပ်တဲ့သူကသူ့ဘာကိုနိုင်နေရဲဆိုတော့ကိုရိပ်မိသွားတော့ရန်ဖြစ်ရင်စကားနဲ့အနိုင်ယူရတာကိုအမြဲသဘောတကျတဲ့မိမတွေကတည်တိုင်းပြန်ရတော့သည်အေးဟုတ်တယ်ဟဲ့အကောင်ရဲ့နေ့လိုကောင်းနေ့တိုင်းရိုက်နေရထက်ဆိုင်လင်ငယ်ကတသက်ငါအဲ့ဒီလင်ငယ်နဲ့နေမယ်ဟဲ့သိရလား အော်နင်ကဒီလိုလားအဲ့ဒါဆိုလဲရတယ်လေဟိတ်ကောင်ခွေးမသားမရက်ခိုးကဲကွာကဲကဲဟိုလူကဝင်ထူတော့မင်းစုကလည်းဘာမှရှင်းပြမနေပဲပြန်ချသည်တယောက်ချင်းမှပြဿနာမရှိတော့လဲ၃ယောက်တယောက်လေးဖြစ်လာတော့မင်းစုမနိုင်တော့ထိုမိမကလည်းမှုန်ထူပြီးမင်းစုဘက်ကနေသူ့ယောက်ျားကိုပြန်ထုပေးသည်ဟုဆိုသည်နောက်ဆုံးမှတလန်းလုံးရိုးရိုးတသက်ဖြစ်လာပြီးမင်းစုတငယ်ချင်းမှထွက်လာတော့မှမင်းစုကိုအတင်းဆွဲပြီးရံပွဲကိုရက်သည် ရန်ပွဲပြီးလို့ပြသနာရှင်းကြတော့မင်းဆိုးနဲ့ထုံမင်းမဘာမှမဆိုင်ဆိုတာကိုတော်တော်လေးရှင်းယူရသည်ဟုဆိုသည်နောက်ဆုံးသူပစ္စည်းတွေကူတဲပြီးတော့မင်းမကျမနဲ့ကျမယောက်ျားဒီလိုပဲရန်ဖြစ်နေကြဟောင်းရှင်းရပါဖြစ်လို့ဝင်ကူရတယ်ရှင်းလို့တာနဲ့ဒီမှာပြသနာတွေပူတတ်ကုန်ပြီကိုမောင်ထင်လွဲတော့ကျမဘလို့လို့ရှင်းရမှာလဲရှင်းနဲ့ပါဆိုင်လို့ရှင်းအောင်ဝင်ပါတာလဲထို့တော်သားဖြင့်ရန်တွေ့တန်ကြောင့်သာခံတာတော့သည်လို့မို့ဆိုကောင်းတဲ့ကွဲသည်မရခိုးမှုနဲ့တရားလဲဆွဲခံရအောင်မီမင်းဆိုကအဲ့လိုကောင်းဖြစ်သည် အခုလည်းဘာမှမပြောဘဲထွက်သွားပြန်သည်ခဏကြာတော့မင်းဆိုးစပိန်ကလေးနဲ့ပြန်ရောက်လာသည်ဟဲ့ကောင်ခင်လုံးလားစပိန်ဝါတက်မင်းဒီကောင်ကိုအိမ်ပြန်ပို့ပေးမှုလားမင်းဆိုးဟုတ်ဘူးဒီကောင်ဆရာဝန်စီပို့ပေးမှုလို့တို့ဘာသာရမ်းပြီးဆေးတွေတောက်တာတဲ့ဆိုင်တက်ကြမ်းတဲ့ဆရာဝန်နဲ့ပြပြီးခုတော့ပို့ထည့်ရတာပေါ့ငါလည်းသွားကြိုက်ဘူးလေဒီကောင်ဘယ်လောက်ထိခံနေရလဲဆိုတာငါသဘောပေါက်တယ်ဒီဝေဒနာမျိုးကခံစားမှုမှကိုချင်းစားနိုင်တာ စက်ထဲမှာဝေဒနာတန်လန်းကြီးနဲ့မို့မင်းဆိုပြောသည့်အခါတွေကချုံမင်းနှွေးထွေးစွာရင်ထဲကိုထိရောက်သည်ဒုက္ခရောက်သည့်အခါတွင်မိတ်ဆွေစိတ်အရသာသည်တန်ဖိုးမဖြတ်နိုင်လောက်ပင်ကြီးမှသည်ငါတို့ကမင်းကိုဆေးသွားဝယ်တာမှတ်လို့ဆေးကန်းသွားကြည့်တာကောက်ဖွင့်နေပြီငါနံပါတ်စင်းနဲ့ပေးထားခဲ့ပြီလာလာခင်းလို့ငါလိုက်ပို့ပေးမယ်ဆရာဆေးကန်းကလေးကိုရောက်တော့ဆရာဝန်ကအသက်ငယ်ငယ်ကလေးပဲရှိသေးသည်လက်နှစ်တမီအသေးကလေးနဲ့နာနေတော့သူ့သားကိုထိုးကြည့်သည် ကျွန်တော်လည်းသိတော့နားမလဲဘူးဗျာ။မြင်ရတာကိုပြောမယ်ဆိုရင်တော့ခမည်းတော်ရဲ့တော်တော်ပြက်စီးနေပြီ။ကျွန်တော်ဒီညတညခမည်းနေလို့ရအောင်လုပ်ပေးလိုက်မယ်။ကျွန်တော်တို့ကပိန်းသက်တောင်ယာယီပဲလုပ်ရမှာ။ခမည်းတကယ်သွားတင်တာကသွားပတ်ဆိုင်ရာစေတက္ကသိုလ်ပဲ။ဗျာ၊သွားစေတက္ကသိုလ်ကျွန်တော်ဘာသွားလို့ရမှာလဲ။ခမည်းတော်တို့သွားပြဖို့ပေါ့ဗျာ။ဟာ၊အဲ့ဒီမှာဆရာဘက်တင်တာမဟုတ်ဘူးလား။စီလည်းကူပေးတယ်ဗျ။ပြက်စီးကရိယာရည်လည်းစုံလဲစုံလဲ။တော်တော်လေးကောင်းတယ်။ ခမရရဲ့သွားချင်းနေရဆေးမိတို့နဲ့မလုံးနဲ့တော့အဲ့ဒီကိုသွားအောင်သွားတဲ့နေပြီဈေးလည်းတော်တော်တက်တာပါတယ်ဗျာအပြင်စည်းကမ်းနေတယ်အများကြီးတက်တာပါတယ်သောပတ်ဆိုင်ရတက်စည်းတက်ကတော့မှပြရမှာနော်ဟုတ်တယ်ဒီကနေ39ဘွားစုံဘတ်စကားခိတ်ဆုံးတာစည်းသွားဗျာအဲ့ဒါသွားကောလိပ်ရှိမှရက်တာပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အပိုင်39နောက်နေ့မှာဆက်လက်ဖတ်ပြပေးပါဦးမယ်အားလုံးပဲတက်တာပါ